ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ငါတော်တော်စဉ်းစားရခက်နေပြီဘသူကငါ့ရဲ့ချွေးမနှောက်ထဲအမှန်ကန်ဆုံးဖြစ်မလဲအိမ်နီးချင်းတွေအားလုံးကတော့ပြောနေကြတယ်ငါရွာသူချွေးမလေးကတော့မကောင်းတဲ့သူဖြစ်လာမှလို့လေ တချို့လူတွေကြတော့လည်းမြို့သူလေးလည်းအတူတူပဲလို့ပြောနေကြတာမမေဘာရဖြစ်နေရလဲဘာရရင်ရွတ်နေတာလဲဟုတ်တယ်မမေကျွန်တော်တို့နှစ်ယောက်လုံးကိုကောင်းကောင်းလေးစီးပေးပါဦးကျွန်တော်တို့မမေကိုကြားရေးဆောင်နေတာအခုပြင်ကမင်္ဂလာချီတက်ပွဲလေးရောက်လာပြီလာမြေမြေပြင်းစင်ကြစို့ဒီနေ့အိမ်ကိုချွေးမနှစ်ယောက်ရောက်လာတော့မယ်ဟုတ်တယ်မမေဘာလို့ဒီလိုပူတဲ့အချိန်မှာပွဲလုပ်ရတာလဲအပြင်မှာဘလောက်ပူနေလဲညနေ3:00မှာဘသူကမင်္ဂလာချီတက်ပွဲလုပ်မှာလဲ တားတို့ရဲ့ပုံနာကြီးကဒီချင်းအမင်္ဂလာရှိတဲ့ချင်းတို့ပြောထားတယ်လေခဏလေးပဲစောင့်လိုက်ဒါဆိုတားတို့ဟာအဲကွန်းတက်ထားတဲ့ပွဲခမ်းမထဲမှာထိုင်ပြီးလက်ထက်ရတော့မှာအဲ့နောက်မှာနီလာကသူ့သားနှစ်ယောက်ရဲ့ခေါင်းကိုခေါင်းဆောင်နဲ့အလှဆင်းပေးပြီးသူတို့မင်္ဂလာချီတက်ပွဲစတင်ခဲ့ပါတည်းညီကိုနှစ်ယောက်လုံးကအပူတန်းကြောင့်တော်တော်ဒုက္ခရောက်နေပြီးနောက်ဆုံးမှာတော့မင်္ဂလာဆောင်မယ့်နေရာကိုရောက်သွားခဲ့ကြပါတည်းအဲ့ဒီမှာမှပုံနာကြီးကမန်တန်တွေရွတ်နေတာပေါ့ ဒီချိန်မှာနီလာကတော့ဘာကိုစိတ်ပူနေမှမသိပဲစိတ်ပူနေခဲ့ပါတယ်။ဘာဖြစ်တာလဲညီမလေး။နင်ဘာလို့မျက်မှောင်ကြုံနေရလဲ။မင်္ဂလာပွဲနဲ့ပတ်သက်ပြီးဘာတွေစိတ်နှောက်ရှက်ဖြစ်နေလို့လဲ။အော်မဟုတ်ပါဘူး။ဘာမှမဟုတ်ပါဘူး။အားလုံးအဆင်ပြေတယ်။စိတ်ချင်းမှာတော့သူကဒီလိုတွေးနေခဲ့ပါတဲ့။ကျမစဉ်းစားနေတာဒါအနှောက်ရှက်ဖြစ်မလားမဖြစ်ဘူးလားရောင်းမရဲ။ဒါမှမဟုတ်ကျမပဲဒီလိုထင်နေရလား။အဲ့ဒီနောက်မှာမင်္ဂလာပွဲပြီးတော့နှုတ်ဆက်ပွဲလုပ်ပြီး နီလာကသူ့ရဲ့လေးထက်အိမ်မှာသူ့ချွေးမနှစ်ယောက်ကိုခန်းနာစွမ်းနဲ့ကျူဆိုခဲ့ပါတည်းအမေရဲ့လာမင်းလို့လာပါတဲ့ချွေးမနှစ်ယောက်ကိုကျူဆိုပါတယ်ကွယ်မမေဒါကကောင်းပါရဲ့ဒါပေမဲ့မမေရဲ့အကြီးဆုံးချွေးမလာမင်းလို့ဘလို့လှနိုင်မှာလဲကျမဆိုလိုတာသူ့လည်းကြည့်မအောင်ရွာသူလေးကရွရွဝှစ်ဆောင်ပဲဝတ်ထားတယ်ပြီးတော့ပဲအလှပြင်စရာကောင်းစီမှာမှမိတ်ကက်တောင်မချဲ့ထားဘူး။သူကမျက်လုံးလေးနည်းနည်းချဲ့စိတ်နေလေတော့ပြီးတော့အဲ့ဒီအဖြူရောင်အမောင့်လေးပဲလိမ့်ပြီးလာတာ ကျမရဲ့မိတ်ကက်ကိုလည်းကြည့်ပါအောင်အရန်စေးကြည့်ပြီးလှပနေရပဲနေမိတ်ကက်ကကောင်းပါတယ်နေရမြို့ကလာတာ哦နေအဲ့ဒီကလောက်ခဲ့တာလေဒါပေမဲ့ငါတို့ရွာမှာအဲ့လိုဈေးကြီးတဲ့မိတ်ကက်ပစ္စည်းတွေလည်းမရှိဘူးပြီးတော့လေသူတို့သမီးကပဲအလှပြင်ဆိုင်ကြီးကိုမှမတော်အောင်အိမ်မှာပဲပြင်ဆင်ကြတာကျမပေါအောင်ဆိုလို့လဲဆိုတာမမေသိရမလားဒါနဲ့ကျမနဲ့ဘာမှနိုင်ရှင်လို့မရအောင်တော့လာမင်းအောင်ရှုံးမှာဟေ့ချွေးမလေးသမီးကရရောက်ချင်းကိုရန်ဆနေပြီအိမ်မှာရက်အနေငယ်လောက်အတူနေကြည့်ပါအောင်ကွယ် ပြီးတော့မှတခြားကိစ္စဆပြောကြတာပေါ့သမီးတို့ကမတူညီတဲ့နေရာတွေကလာတာဆိုတော့တချို့꽈ချားတာတွေတော့တိတ်ချပေါက်ရှိမှာပေါ့ဟုတ်ကဲ့မမေကဲသမီးတို့ဒီမှာလက်စွပ်ဝတ်တဲ့အခမ်းအနားလုပ်ဖို့ထိုင်နေကြအောင်အမေအခုပြန်လာခဲ့မယ်အခမ်းနဲ့ရောက်တော့နီလာဟာတယောက်ထင်းစကားပြောနေခဲ့ပါတယ်ဒီမျိုးကချွေးမတော်တော်တော့တာပါလားသူရဲ့ရောက်ချင်းစင်းရတဲ့ရွာသူလေးကိုပြောနေတာကကြားလိုက်ရတယ်အခုငါဘသူကဒီအိမ်ကိုပိုကောင်းအောင်လုပ်နိုင်မလဲဆိုတော့ရှာရမယ် ပြီးတော့ဘသူကပို့ပြီးဆွတ်လွတ်နိုင်မလဲဆိုတာရောပေါ့ခင်မိတဲ့မြို့သူလေးကပို့ပြီးတော်ကောင်းတော်နိုင်ပေမဲ့ငါရွာသူလေးကိုလည်းစမ်းတက်ချင်သေးတယ်အရင်နောက်မှာနီလာကလက်စွပ်ဝတ်တဲ့ခန်းသားလုပ်ပြီးပွေးလေးပြီးရောချွေးမနှစ်ယောက်ကိုပြောခဲ့ပါသေးတယ်ကဲချွေးမတို့နှစ်ယောက်ထဲကတယောက်တီအိမ်မှာနေရမယ်ပြီးတော့ကြံတယောက်ကတခြားမှာနေရမယ်လာအမေသမီးတို့နှစ်ယောက်ကိုပြမယ်မင်းတို့နေနိုင်တဲ့လောက်နေချင်တဲ့အခန်းထဲမှာနေနိုင်တယ်ဒါမဲ့မမေအခန်းတစ်ခုလုံးကောင်းနေတာဦး ဘာလို့ဝင်ပြောနေရလဲတာတတိတ်နေစမ်းကိုခန့်တာဘာမှမသိဘူးအဲ့နောက်မှာရောက်ကမကြီးကချွေးမနီယောက်ကိုတည့်ရဥယျာဉ်ထဲကဒေးကိုခိုးသွားခဲ့ပါတည်းအဲ့မှာမြစ်တစင်းကနီနာမှာစီးဆင်းနေတာပေါ့ဒေးကိုဖွင့်လိုက်ကြနဲ့ပင့်ကူအိမ်တွေနဲ့ဖုန်တွေရင်အများကြီးတွေ့လိုက်ရတာပေါ့ကွယ်ဒါသမီးတို့ခဏနေရမယ့်နေရာပဲဒီနေရာကိုတန့်ရှင်းလုပ်ရမယ်ပြီးတော့ဒီမှာခဏတာတော့အိပ်ရမယ်အဲ့ဒီခန်းကိုပြင်ဆင်လို့ပြီးတဲ့အထိပေါ့ဒါဆိုမင်းတို့နှစ်ယောက်ထဲကဘယ်သူတီမာနေမလဲပြော ။အော်ပြီးတော့အရေးကြီးဆုံးကသမီးတို့နှစ်နာရီနဲ့လေးနာရီအတွင်းမှာသမီးတို့ရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ်။အဲ့ဒီပထမဆုံးမိဖို့ကြောင့်ကလည်းဒီမှာပဲဖြစ်မှာ။မမေဒါဘလို့နေရမျိုးကြီးလဲ။ကျမဒီမှာလုံးဝမနေနိုင်ဘူး။ဖုန်တွေဘလောက်များနေလဲကြည့်ပါအောင်။အဲကွန်လည်းမရှိဘူး။ဘာအဆင်ပြေမှုမှမရှိဘူး။ပြီးတော့မိဖို့ကြောင့်လည်းမရှိဘူး။အခုကျမမိဖို့ကြောင့်မှချက်ဖို့ထန်လိုက်ရင်ဘလို့ချက်ရမှာလဲဒါကျမရဲ့ဆင်းရဲတဲ့ရောင်မအတွက်ပဲအဆင်ပြေမှာ तू ကရွာလာတာမလား तू တီနေရာမှာနေသားကြာသွားမှာပါ तू အဲ့ဒီမှာပဲနေပါလိမ့်မယ်။ဟုတ်ကဲ့မမေစိတ်မပူပါနဲ့။ကျမတီနေအောင်တန်ရှဲလောက်မယ်။အစားတော့ချက်မယ်။ပြီးတော့အိတ်လိုက်ပါမယ်။မရီထွေးမသမီးတီမာနေမယ်ဆိုတာသိကြရဲ့လား။ဟုတ်ကဲ့မမေငါသိတာပဲ။တီရွာပညာမတတ်တဲ့ထွေးမတီတဲမှာအလွယ်တကူနေနိုင်မယ်ဆိုတာ။မမေကျေးဇူးပြုပြီးကျမရဲ့အခန်းကိုမြင်မြင်ပြပေးပါ။ကျမခဏလောက်အနားယူချင်လို့ပြီးတော့ပထမဆုံးမိဖို့ကြောင့်အတွက်အစားတော့လည်းပြင်ဆင်ရအောင်မယ်။ကောင်းပြီလေချွေးမ မင်းရဲ့ခန်းကိုငါပြပေးမယ်။မရှိချွေးမဘာအရေးကြီးရဲ့ပစ္စည်းတွေလိုအပ်သေးလဲလာပြောနော်။ဟုတ်ကဲ့မမေ။အိမ်တော်မှာလီလာဟာသူ့ရဲ့အငဲဆုံးချွေးပါကိုအင်းရဲ့ပထမတက်ကိုခိုးသွားခဲ့ပါတည်း။အိမ်မှာခင်မိတဲ့မိဖို့ကြောင့်နဲ့ဇင်ခန်အေကွန်တက်ထားတဲ့အခန်းတစ်ခုလေးရှိတာပေါ့ကွယ်။မန်နီလေးသူ့အခန်းကိုရောက်လာတော့အရင်ကိုပြိုသွားခဲ့ပါရဲ့။"ဟိုးငါရဲ့အေကွန်ခန်းအရင်ကောင်းတာပဲ။အခုငါအနားယူတော့မယ်။" နီလန်ကတော့ဒီလိုတွင်းနေခဲ့တာပေါ့ဒီမနေ့ကတော့ဒီမှာနေဖို့တကားမှအခွင့်ရအလွတ်မခံခဲ့ဘူးရွာသနားဆရာငါချွေးမလေးကတော့ဒီအပူနဲ့အမောင်နဲ့မှဘလို့အလွတ်လုံးမလဲငါရဲ့ရောက်ချင်နင့်ကိုဒုက္ခပေးလိုက်မိတာပဲဒါပေမဲ့ငါဒီလိုမှမစမ်းတတ်ရင်လည်းဘလို့အဆင်ပြေမလဲဒီရနဲ့နီလာဟာသူ့အခန်းသူပြန်တော်တော်တာပေါ့ကွယ်မနေ့တယောက်ထဲအဝတ်စားနေပြီးပျော်ရွှင်စွာနားယူနေကဖုန်းသုံးနေခဲ့ပါတည်းအချိန်လေးမှာပဲယောဂချွေးမမရေဟာပင့်ကူအိမ်တွင်နဲ့ညစ်ကြေးတွေကိုဖေရှားပြီး တဲကူတီချာတန်ရှင်းရေးလုပ်နေပါတည်းတနားရီအတွင်းမှာညနေဆောင်းလာတာနဲ့အမျှပေါင်လာတော့တာပေါ့ကွယ်ဒါကြောင့်သူကသူ့ခင်မုန်းကိုဝါယာကျိုးနဲ့မိသည်တောင်းပြီးတဲရီကိုမိထုံးပြန်ပါတည်းအဲ့နောက်မှာသူကပြက်နေတဲ့မိဘကိုရှွန့်နဲ့ပြန်လိုက်ပြီးခိုင်မာတဲ့မိဘတို့ခုဖြစ်အောင်လို့လှုပ်လိုက်ပါတည်းအဘူးချင်းကြောင့်သူအားလေးချွေးတွေတတိကျနေတာကြောင့်မနေနိုင်တော့ဘဲမြေကမ်းနာမှာထိုင်ကသူ့လက်နဲ့မျက်နှာကိုစီးကျောနေခဲ့ပါတည်းဒီချိန်မှာပဲငါးနှစ်ကောင် သုံးကောင်ဟာသူ့အရှိန်မှာဖြတ်တန်းကူးခတ်သွားနေကြပါတယ် ဒီမှာအရန်ပူပင်မဲ့မြေကမ်းနားမှာထိုင်ရတာကောင်းတယ်။တရက်ဥယျာဉ်လည်းဒီမှာရှိတယ်။ပြီးတော့တဲလည်းဒီမှာရှိတယ်။ပြီးတော့တင်ငါးတွေဘလောက်လှလိုက်လဲတတော်အေးချမ်းတာပဲ။မကြီးဘလို့ဥဝတ်စားမလဲသိရလဲ။ဒီဥဝတ်စားနဲ့ချက်ပြုတ်တဲ့ပစ္စည်းတွေယူလိုက်။မင်းကြိုက်တယ်လို့ခန်းချင်သေးအစာတော့ထမင်းနဲ့တခြားပောင်ဝင်ပစ္စည်းတွေတွေ့တာနဲ့လုံနိုင်တယ်။ပြီးတော့အချိုးဘွက်အတွက်လည်းအဆင်ပြေတဲ့ဟာလုံနော်။ဟုတ်ကဲ့မမေ။ ဒီလိုနဲ့မန်နီလဲနီလာထွက်သွားတာနဲ့ပဲဝေစားလေးပြီးအစားတောက်ချက်ဖို့ပြင်ဆင်ပါတော့တဲ့။ဂျင်းကောင်တွေနဲ့ချင်းတွေပြန်ဝဲနေတဲ့အတွက်အစားတောက်ချက်ဖို့တော့ခက်ခဲနေတာပေါ့ကွယ်။မိဖို့ကအပူရှိန်းကြောင့်တဲကလည်းပူလောင်လာခဲ့ပါတဲ့။အိုးဖះရေဒီမှာအစားတောက်ချက်ရတာအရန်ခက်ခဲတာပဲ။ပြီးတော့ဒီမှာတညတော်အိတ်ရအောင်မယ်။ပြီးတော့ဒီချင်းတွေကငါ့ကိုကြိုက်ပြီးတော့နှီးရဲနေပြီ။ပြီးတော့တဲပြင်ဖက်ကအရန်မှောင်တာပဲ။အစားတောက်မြင်မြန်လေးချက်ရမယ်။ ခဏအကြာမှာတော့မန္တလေးမိဘူးကြောင့်လေးကိုဝင်လာပြီးပြောင်းထိန်ပြောနေခဲ့ပါတယ်။စိတ်ညစ်တယ်ဟာဒီအပူထဲမှာငါဒီနေ့ပထမဆုံးမိဘူးကြောင့်လောက်ရတာအရန်ပင်မနဲ့ငါဘလို့ချက်ရမလဲမသိဘူးပြီးတော့ကောင်းကောင်းလည်းမချက်တတ်ဘူးငါဘာလုပ်ရမလဲငါမလုပ်လို့လည်းမရဘူးဘာလို့လဲဆိုတော့ငါအမေလာပြီးစောင့်ကြည့်နေမှာတကယ်လို့သူဒီထဲမှာရှိနေချက်တဲ့သူခေါ်ရင်တော့လာလို့ရမှာမဟုတ်ဘူး။အော်ငါသိပြီငါစပုံမှုကိုဦးကိုဖုန်းခေါ်လိုက်မယ်။သူလာပြီးအစားတောက်ချက်ပြီးပြန်သွားလိမ့်မယ်။ ငါအမေကိုတော့အလုပ်များနေအောင်လုပ်ထားလိုက်မယ်ဒီလိုနဲ့မန်နီက online application တစ်ခုကနေစပိုမှုကိုသူ့အိမ်ကိုခေါ်လိုက်ပြီးသူ့အိမ်မှာစားတောက်ချက်ပြုတ်ခိုင်းခဲ့ပါတယ်သူရောက်ခမရောက်လာတော့မယ့်အချိန်မှာတော့သူကစပိုမှုကိုအနောက်တကားမှာဖွက်ထားလိုက်ကြတာပေါ့โอ้ช่วยมาอาสาตอกอนั่นเนี่ยยังม้วยลาราเวอกูญีโลเตลาตะเมยย่าบาเรไม่หลูบ้าแม่เมมะเมอะคันเนมาอนาอยู่เนบาอาสาตอกย่ายจมะเปียวไลเมก้าวเมช่วยมา နီလာလေးဒီလိုပြောပြီးထွက်သွားခဲ့ပါတည်း။နီလာထွက်သွားတာနဲ့မန်နီကစဖို့မှုကိုအလုပ်တွေခိုင်းစီပြီးဆက်ပြီးချက်ခိုင်းနေတာပေါ့ကွယ်။ဒါပေမဲ့ဒီလိုလုပ်နေတော့မှနီလာကသူ့ကိုမြင်တော့ပြီးဘာမှမပြောဘဲအဲ့ဒီကနေတိတ်တိတ်လေးထွက်သွားခဲ့ပါတည်း။မန်နီကတော့တရဥယင်ကတရသီးတွေယူပြီးဖြိုရီလုပ်နေတာပေါ့ကွယ်။ခဏကြာမှတော့ချွေးမနှစ်ယောက်လုံးထမင်းစားစပွဲမှာစားတော့တွေကျွေးမွေးကြပြီးလူတိုင်းကလည်းအားပါရစားကြပါတည်း။ဝိုးနင်တို့ကတကယ်ကောင်းတဲ့အစားတော့တွေလှုပ်ထားတာပဲ။ မန်နီရောမန်ရီရောဟုတ်တယ်အဲ့ဒါအမှန်မေးအမေသားမြောက်လို့မှန်နေဟဲ့တကယ်ကောင်းတာမမေကျမချက်ထားတဲ့စားတောက်ကမရင်ထက်သေးချာပေါက်ကောင်းမှာပါနင်တို့ချွေးမမြောက်လုံးအန်အောစရာကောင်းတဲ့စားတောက်တွေချက်ထားတာပဲအကြီးဆုံးချွေးမမိဖို့ပေါ်မှာချက်ထားတဲ့စားတောက်ကလည်းအရသာရှိတယ်ပြီးတော့သူကတည်သီးဖြော်ရီတောင်လှုပ်ထားသေးတယ်အရန်ပူတဲ့အချိန်မှာဒီလိုကောင်းတဲ့အရာရရင်ပါလို့သေးလေဒါပေမဲ့ငါပထမဆုံးမိဖို့ကြောင့်လက်ဆောင်ချွေးမတယောက်ကိုပဲပေးမယ် ပြီးတော့အဲ့ဒါမနဲ့ဖြစ်မှဖြစ်မယ်။ကောင်းပါပြီမမေ။ပြီးတာနဲ့နီလာလေးချပြီးလှေကားစီကိုသွားကနန်းရှောင်းရင်နဲ့ရုတ်တရက်နာကျင်ဟန်ဆောင်လိုက်ပါတဲ့။အဲ့နောက်မှာတော့ချွေးမနှစ်ယောက်လုံးကသူ့ကိုဂယုဆိုင်ပြီးအခန်းလေးကိုခုံသွားတော့တာပေါ့။အိုးအမေ။အိုးခြေတော့ထိသွားတယ်။အခုဘယ်လိုလမ်းလျှောက်ရမလဲ။မမေစိတ်မပူပါနဲ့။မမေနေကောင်းသွားမှာပါ။ကောင်းပြီလေ။ငါတန်ရောင်မမြင်ရဘူး။ငါဆီအောင်ဝန်ဖုန်းဆက်လိုက်မယ်။လာချွေးမ အမေခြေတော့ဒီမှာရောက်နေပြီ။သူအရန်ဖောင်းလာပြီ။တမိမမြင်ဘူးလား။ဆရာဝန်ခေါ်ဖို့မလိုပါဘူးကွယ်။အမေမှာစီအဟောင်းတစ်မျိုးရှိတယ်။အဲ့ဒါလိမ့်လိုက်မယ်။အဲ့လိုမျိုးရောက်ခမကြီးကပြောပေမဲ့မက်နီကသူ့ကိုနှိမ့်နေပေးဖို့ညှင်းဆန်လိုက်ပါတည်း။အဲ့နောက်မှာတော့မက်ကြီးကပဲအနံဆိုးတဲ့စီးနဲ့သူ့ရောက်ခမရဲ့ခြေတော်ကိုနှိမ့်နေပြီးတော့ပေါ့ကွယ်။ဒါကုံမြင်တော့နီလာရဲ့စိတ်နှခွဖြစ်နေတာပျောက်သွားခဲ့ပါတည်း။မြို့ကချွေးမကတော့သူ့အခန်းကိုသွားပြီးအေကောနဲ့အိနေချိန်မှာ မန်ကြီးကတော့အဲ့ဒီတင်းထဲမှာနွေရာသီပူလောင်နေတဲ့ကြားကဘန်ကာမရှိပဲလက်နဲ့ရက်ခတ်ပြီးချင်းတွေကြားထဲမှာပဲအိတ်နေရရှာပါတည်းကွယ်နောက်တနေ့မနက်မှာတော့ရောက်ကမကြီးဟာချွေးမနှစ်ယောက်ထဲကမှမန်ကြီးရဲ့လဲပင်မှာလိန်ဆွဲကိုဆွဲပြလိုက်ပါတည်းအဲ့ဒီအခါမှာမန်ကြီးကဒုဒါထွက်ပြီးပြောတော့တာပေါ့ကွယ်မမေဒါရီကပါရီလဲဘာမှမပြောပဲကျမတို့ဘာလို့တီခေါ်လာလဲပြီးတော့ဘာလို့တီရွာချွေးမောက်ဒီလောက်တန်မိုးရှိတဲ့လဲဆွဲပေးရတာလဲပြီးတော့ဘာလို့ကျမတို့မပေးတာလဲ မနှိချွေးမဒါမိုက်ရီအတွက်လက်ဆောင်မသူ့ရဲ့ပထမဆုံးမိဘကြောင့်အတွက်အမေပေးတာ သမီးကတီအစားတောက်တွေကိုသမီးကိုယ်တိုင်ပြင်ဆင်ထားတယ်ဆိုပြီးအမေကိုအရန်လိမ်မှာပါနဲ့စွာလိန်ညာခဲ့တယ်သမီးပါထင်လဲမနေ့တော့ကနေကအပြင်းစပုံမှုခေါ်ပြီးတော့အစားတောက်ချက်ခိုင်းတာအမေမမြင်ဘူးထင်လို့လားအမေသမီးတို့သုံးခါတီတီစမ်းသက်ခဲ့ပြီးပြီသမီးသုံးခုစလုံးကြရှုံးခဲ့တယ်စင်းရဲတဲ့ချွေးမမိုက်ရီဟာအဲ့ဒီအိမ်ပြက်လို့တဲထဲမှာနေခဲ့ရုံနဲ့မဟုတ်ဘူးသူမီးဖို့ပေါ်မှာလည်းအစားတောက်ချက်ပြီးကျွေးမွေးခဲ့တယ် တကယ်တော့သူကပထမဆုံးထမင်းချက်ခဲ့တာမဟုတ်ဘူးလားပြီးတော့မင်းညသမီးတို့အမေခြေတော်နှိမ့်နဲ့မပေးခဲ့ဘူးဒါတွေအားလုံးကသမီးတို့ဆန်းသက်ဖို့အမေလုပ်ခဲ့တဲ့ဇလန်းတွေပဲကျေးဇူးပြုပြီးကျမခွင့်လွှတ်ပါမယ်မမေမမေရဲ့တီလဲဆွဲကိုကျမမလိုချင်ပါဘူးဒါပေမဲ့ချွေးမဒါသမီးရတဲ့နဲ့အခွင့်ရေးပဲလက်ခံလိုက်ပါအခန်းကလည်းပါပြက်တနာမှမရှိပါဘူးကွယ်ဒါလည်းဆန်းသက်မှုတစ်ခုပဲသမီးအခုသမီးရဲ့အပေါ်ထက်ကခမ်းမှနေနိုင်ပြီနော် အရိခါမတော့မက်နီလင်းရှက်သွားပြီးနောင်နာရီရနေတော့တာပေါ့ကွယ်မက်ကြီးကတော့သူ့ရဲ့အေကွန်ကန်းထဲမှာတက်တောင့်တက်တာနေပြီးပျပျော်ကြီးနေထိုင်သွားတော့တာပေါ့ကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်